လာပါရှင်။အခုချိန်ကစပြီးမြို့သားညီညွတ်ရေးအစိုးရရဲ့အတံမြင့်ဌာနရေဒီယို NUG အစီအစဉ်တွေကိုတိုက်ရိုက်အတံလွှင့်ပေးနေပါပြီ။ ရီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့မိဘပြည်သူများနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးစစ်အာဏာရှင်ဘေးတို့မှကင်းဝေးပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေလို့ရီယိုအန်ယူဂျီဖွဲ့သားများမှဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာမင်္ဂလာညချမ်းပါခင်ဗျာဒီကနေ့2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ရီယိုအန်ယူဂျီရဲ့ညပိုင်းစီစဉ်များကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်ပထမဦးစွာရီယိုအန်ယူဂျီစီရေးသတင်းကောင်းထုတ်ချက်ကိုဖတ်ကြားတင်ပြပေးမှာဖြစ်ပါရခင်ဗျာ ရေဒီယိုအန်ယူဂျီသတင်းရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်အော်တိုဘားလ29ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယိုအန်ယူဂျီစီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရေးသတင်းနေဖြင့်ဝက်လက်မြို့နယ်ကရွာတွေကိုစစ်တပ်ကဝိုင်းတွဲအပါဝင်စက်တက်လေဒီတွေနဲ့ပုံကျဲတာကြောင့်အရက်သား9ဦးဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ်စကိုင်းတိုင်းဝက်လက်မြို့နယ်ကကျေးရွာတွေကိုအကျန်းဖက်စစ်တပ်က ဝိုင်းတွဲလေရင်စက်တက်လေဒီတွေနဲ့ဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အရက်သားပြည်သူခနှုတ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ Wallet Informational Network ကထုတ်ပြန်ထားပါတယ်။မနေ့အော်တိုဘာလ26ရက်မနေ့9:48မိနစ်ခန့်အချိန်ကစပြီး Wallet မြို့နယ်အနောက်ချမ်းက Wallet ရွာသားကြီးလမ်းပိုင်းကိုတဒဦးလက်တက်ကနေတက်လာတဲ့ဝိုင်းတွဲလေရင်ကဘုံ49လုံးကျဲချတက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အကြံဖတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အရသာပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ရမှာခေါင်းကိုဘုံစားထိမှန်သူရှိတယ်လို့သိရပါဗျ။ ထို့အပြင်မုံရွာအခြေစိုက်နမခကနေတက်လာတဲ့ဂိုင်ရိုကော့ပတာ20ကလည်းအော်တိုဘလ26ရက်မနက်10:00နာရီခွဲကျော်အချိန်မှာဝက်လက်မြို့နယ်နောက်ချမ်းတနေရာကိုဘုံသီးနှလုံးကျဲချခဲ့တယ်လို့ဝက်လက် information နဲ့ network ရဲ့မှတ်တမ်းတွေအရသိရပါဗါတယ်။အော်တိုဘလ25ရက်နေ့ကလည်းဝက်လက်မြို့နယ်အနောက်ချမ်းကိုတရုတ်လီတက်ကတက်လာတဲ့ဝိုင်းတွဲလေရင်ကဘုံ38လုံးကျဲချပြီးလေကြောင်းတက်ခတ်မှုတွေလုပ်ခဲ့ပြီးမြဲ့ အရက်သားပြည်သူထိခိုက်မှုမရှိဘူးလို့အတည်ပြုပါတယ်။အခုလိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေနှစ်ရက်ဆက်လုပ်ခဲ့တာကြောင့်ဒေသနေပြည်သူတွေဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့သိရပါတယ်ခင်ဗျာ။ဒုတိယစီရေးသတင်းနေဖြင့်စီရေးရက်ဆဲထားတဲ့သဘောတူညီချက်ဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးမဟုတ်ဘူးလို့တစ်တုံညာနှစ်ခွန်စစ်စင်ရေးနှစ်နှစ်ပြည့်တဲ့အချိန်မှာ MNDAA ထုတ်ပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။အာနာသိန်းစစ်တပ်နဲ့လက်ရှိရရှိထားတဲ့စစ်ရေးရက်ဆဲရေးသဘောတူညီချက်ဟာ အဆင့်ဆိုင်ရာရလက်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက်အမြဲတမ်းရှိနေဖို့နဲ့ဗျူဟာကြကြနားလည်နေဖို့ MNDAA စဦးစီးမှုချုပ်ကတစ်တုံညာနှစ်ခုစစ်စင်ရေးနှစ်နှစ်ပြည့်တဲ့အချိန်မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အခုနှစ်အတွက်အပတ်စဉ်တက်ကေတာများအလှည့်ကျတင်နန်းစင်ပွဲကိုအော်တိုဘာလ25ရက်နေ့ကကျင်းပရာမှာ MNDAA စဦးစီးမှုချုပ်ကအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။လက်ရှိရရှိထားတဲ့စစ်ရေးရစဲရေးသဘောတူညီချက်ဟာအဆင့်ဆိုင်ရာရလက်တစ်ခုသာဖြစ်ပြီး နောက်ဆုံးအဆင့်ငင်းညံ့ရေးမဟုတ်သေးတာကိုအားလုံးသိထားဖို့နဲ့စစ်မှန်တဲ့ငင်းညံ့ရေးရဖို့နီလန်းဟာဝေးလံနေစေဖြစ်တဲ့အတွက်တက်သားအားလုံးသတိရှိဖို့ MNDAA စစ်ဦးစီးမှုချုပ်ကတိုက်တွန်းခဲ့တယ်လို့ MNDAA ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်တစ်တုံညာနှစ်ခုစစ်စင်ရေးကနေစတင်ခဲ့တဲ့ခက်ခဲကြမ်းတမ်းတဲ့ခရီးလမ်းကိုပြန်လည်သုံးသပ်ပြီးလက်ရှိရရှိထားတဲ့စစ်ရေးရလက်တွေဟာမရေမတွက်နိုင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့သွေးချွေးအသက်တွေနဲ့ရရှိခဲ့တာဖြစ်တဲ့အတွက် ကိုကဲရည်မှုအားလုံးဒီသမိုင်းကိုမှတ်မိနေဖို့ရလက်တွေကိုတံမိုးထားဖို့လဲတိုက်တွန်းခဲ့ပါတယ်ဒီတစ်ခါလုတ်တဲ့တင်နန်းဟာ66ရက်ကြာတင်နန်းဖြစ်ပြီးအထူးဒေသလုံညုံရေးအခြေအနေရှုပ်ထွေးပြီးကြက်တဲနေတဲ့အချိန်မှာကျင်းပနိုင်တာလို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်ကေဒါတင်နန်းဟာအနာဂတ်အတွက်မဟာဗျူဟာကြကြစီစဉ်ဆောင်ရွက်တဲ့ခြေလှမ်းတရဖြစ်ပြီးအနာဂတ်စစ်ပွဲတွေနဲ့တိုက်ပွဲတွေမှာရဲရဲရင့်ရင့်တိုက်ခိုက်အောင်ပွဲခံနိုင်တဲ့အယူခံအင်အားစုတရဖြစ်အောင်ဖန်တီးနိုင်မှုရည်ရွယ်တယ်လို့ MNDAA စစ်ဦးစီးမှုချုပ်ကပြောကြားခဲ့ပါတယ်။တင်နန်းစစ်ပွဲကို MNDJP ပါတီဘ ഹു ကော်မတီအထွေထွေတွင်ရင်မှုချုပ်အထူးဒေသအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ MNDAA စစ်ဦးစီးမှုချုပ်ဒုတိယဗိုလ်ချုပ်ကြီး Mr. Bandiran MNDAA ဘ ഹു နိုင်ငံရေးဘီရိုအဖွဲ့ဝင်မဟာမိတ်တပ်တော်နိုင်ငံရေးဌာနညွှန်ကြားရေးမှုဘုံမှုချုပ် Mr. Jin Sin နဲ့ဘ ഹു နိုင်ငံရေးဘီရိုအဖွဲ့ဝင်မဟာမိတ်တပ်တော်စစ်ဦးစီးမှုဘုံမှုချုပ် Mr. Landiran အန်တို့လည်းတက်ရောက်ခဲ့ပါတယ်။ MNDAA ဟာ2023ခုနှစ်အော်တိုဘာလ29ရက်မှာညီနောင်မဟာမိတ်တွေဖြစ်တဲ့ AA TNL တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းကစစ်စခန်းတွေတပ်ရင်းတွေတပ်ရင်းဌာနချုပ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးကိုစတင်ခဲ့ရာအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခအပါဝင် လာရှူလောက်ကိုင်ချင်းရွှေဟော်မုံကိုဖောင်းဆိုင် ကုံချံပန်လုံကွမ်းလုံတိန်းနီတာမူညေပန်ဆိုင် စတဲ့မြို့တွေကို MNDAA ကတင်ပတ်ရရှိခဲ့ပါတယ်။တင်ယူထားတဲ့မြို့တွေမှာအုတ်ချုပ်ရေးရန်ရာဖော်ဆောင်နေစဉ်တရုတ်စိုးရရဲ့ဖိအားကြောင့်လာရှိုးမြို့ကိုအခုနှစ်ဧပြီလမှာစစ်တပ်ထံပြန်လွှဲပေးခဲ့ရပါတယ်။ဒီနေ့အော်တိုဘာလ29ရက်နေ့ဟာတစ်တုံညာနှစ်ခုစစ်စင်ရေးနှစ်နှစ်တင်းတင်းပြည့်တဲ့အချိန်ဖြစ်ပါတယ်ခင်ဗျာ။ဆလဘီကမ်ဘလက်မြို့မှာလူစုလူဝေးဖြစ်စေမဲ့ပွဲတွေမလုပ်ဖို့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့သတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ချင်းပြည်နယ်ကမ်ဘလက်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလှုပ်လာတာကြောင့်လူစုလူဝေးဖြစ်စေမဲ့ပွဲတွေမလုပ်ဖို့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကသတိပေးပြောဆိုလိုက်ပါတယ်။အော်တိုဘာ24နဲ့25ရက်မှာနှစ်ရက်ဆက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသနေပြည်သူတွေအနေနဲ့လူစုလူဝေးဖြစ်စေမဲ့ပွဲတွေကျင်းပတာကိုလက်တလုံးရှောင်ရှားကြဖို့မနေ့အော်တိုဘာလ26ရက်မှာကမ်ပလက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတိပေးချက်တစ်စောင်ထုတ်ပြန်ပြီးပြောဆိုလာတာဖြစ်ပါတယ်။ဂျမ်ဖတ်စစ်တပ်ဟာ အယသပြည်သူတွေနဲ့တော်လိုင်းအဖွဲ့ဆိုပြီးခွဲခြားတာမရှိဘဲအဆုံးစွန်ထိရက်ဆက်ကြမ်းကြုတ်မှုတွေကျူးလွန်နေတာကြောင့်လေကြောင်းအန်ရီကနေကြိုတင်ကာကွယ်နိုင်မဲ့ကရုတ်ချင်းတွေလှုပ်ထားကြဖို့လည်းညွှန်ကြားထားပါတယ်။အော်တိုဘလာ24ရက်နေ့မနေ့9နာရီခွဲချိန်မှာအကြမ်းဖက်စစ်တပ်ကမြို့မနှစ်ရက်ကွက်ကိုပေါင်900ဘုံးသီးတွေနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့သလိုအော်တိုဘလာ25ရက်နေ့ည8နာရီ20မှာလည်းကမ်ပလက်မြို့ကိုထပ်ပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲသားပြည်သူ၃ဦးသေဆုံးခဲ့ရပြီး15ဦးပြင်းထန်ဒဏ်ရာရခဲ့သလိုအိမ်၅လုံးနဲ့အဆောက်အုံ၃လုံးပျက်စီးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါကြောင့်ကမ်ဘက်လက်မြို့ပေါ်ကမိဘပြည်သူများအနေနဲ့အခုရက်ပိုင်းမှာတက်နိုင်သမျှလူစုလူဝေးမပြုတ်လောက်ကြဖို့မြို့နယ်လူသားစာနာဘေးစီမံဌာနကလည်းမြစ်တာရက်ခံထားပါတယ်ခင်ဗျာ။ယခုနောက်ဆုံးစီရေးသတင်းနေဖြင့်အကျန်းဖတ်ဆေးအုပ်စုရဲ့စစ်ကြောင်းပေါင်းများစွာရှိတဲ့ပြည်ဦးတွင်မြို့မှာ ာနာရှင်စနစ်နဲ့အတူယောင်ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့လူလူလှုပ်ရှားမှုလုပ်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ဂျမ်ဖတ်ဆေအိုစုရဲ့စစ်ကြောင်းပေါင်းများစွာရှိတဲ့ပြင်းဥလွေမြို့မှာအာနာရှင်စနစ်နဲ့အတူယောင်ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့လူလူလှုပ်ရှားမှုတစ်ခုလုပ်ခဲ့တယ်လို့အာနာရှင်စနစ်ဆန့်ကျင်ရေးပြည်သူအင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီမန္တလေးကဒီနေ့အောက်တိုဘာလ29ရက်မှာထုတ်ပြန်လာပါတယ်။အပန်းဖြေမြို့တော်ပန်းမြို့တော်လို့လူသိများတဲ့အပြင်အကျန်းဖတ်ဆေအိုစုရဲ့ကြောင်းပေါင်းများစွာနဲ့အခြေပြုထားတဲ့ပြင်းဥလွေမြို့ကမြို့သူမြို့သားတွေဟာ စစ်တပ်ကအာဏာသိမ်းတာ9နှစ်ထဲရောက်လာတဲ့အထိသွေးမအေးပဲစစ်အာဏာရှင်ကိုရရနီးနဲ့ဆန့်ကျင်နေကြစေလို့ဆိုပါတယ်။အဲ့ဒါကြောင့်အာဏာရှင်စနစ်နဲ့အာဏာရှင်ကအဓမ္မဖန်တီးနေတဲ့အတုယောင်ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့အနေနဲ့ပြင်းလွင်မြို့သူမြို့သားတွေဟာမြို့ရဲ့အထင်ကရနေရာတွေဖြစ်တဲ့မြို့ဝင်ဆိုင်ဘုတ်မြို့လယ်နာယီစင်ဘူတာယုံညစေတန်းအဆရှိတဲ့နေရာတွေမှာလူလူလှုပ်ရှားမှုပေါ်ဆောင်ခဲ့ကြပြီး သူတို့ရဲ့စိတ်ဓာတ်နဲ့ဇွဲတက်တိကိုတော့ပြသခဲ့တာလို့အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီမန္တလေးကအတည်ပြုထားပါတယ်။စစ်တပ်လက်ပါစီပြူစောထီးတွေတောင်းကျမ်းနေတာစစ်မှုထမ်းကောင်းစဉ်နဲ့အတင်းအဓမ္မဖမ်းဆီးငွေညှစ်တာတွေကိုဇက်တိုက်ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ပြည်သူလူထုဟာဖက်စစ်စစ်တပ်နဲ့အာဏာသိမ်းစစ်အုပ်စုအပေါ်နာကြီးစိတ်ဆန့်ကျင်စိတ်တွေကရင်နဲ့အပြည့်ရှိနေတဲ့အပြင်အခုစစ်အုပ်စုကလုံမဲ့အတုယောင်ရွေးကောက်ပွဲကိုလည်းခါခါတီးတီးယုံမုံနေကြတယ်လို့လည်းသိရပါဗျ ပြည်သူတော်လှန်ရေးကြီးမှာပြည်သူသားလင်းအဓိကဖြစ်တာကြောင့်ပြည်သူလူထုအားလုံးအနေနဲ့အာနာယူစေအုပ်စုကိုငုံမခံဘဲရရနီးနာနီးလန်းအစုံနဲ့တုံ့ပြန်နေကြဖို့တော်လှန်ရေးအစုတွေကတိုက်တွန်းထားပါတယ်။အာနာရှင်စနစ်ကိုတွန်းလှန်တိုက်ပွဲဝင်ရတာကျွန်တော်တို့မျိုးဆက်ကနောက်ဆုံးမျိုးဆက်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ယုံကြည်ချက်တန်တိထန်ချထားပြီးဖြစ်တာကြောင့်မပြီးဆုံးသေးတဲ့ပြည်သူတော်လှန်ရေးခရီးကြမ်းကြီးအဆုံးထိတိုက်အောင်အတူလက်တွဲဖြတ်တန်းကြဖို့ မန္တလေးလူထုသပိတ်ကောင်းဆောင်ဒေါက်တာတေဇာဆန်းကလည်းတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုအန်ယူဂျီမှဆက်လက်တင်ပြနေပါတယ်။စီရေးသတင်းကောင်းထုတ်ချက်ပြီးမှတော့ပြည်တွင်းသတင်းများကိုမေဦးမောင်ကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။မင်္ဂလာညချမ်းပါရှင်။ 2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ Radio Energy ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ဒီမှာကတော့ຫນွေဦးမော်ပါဒီမှာအဆုံးတင်ပြပေးမယ့်တဲ့ရင်ကတော့2024-2025ဘဏ္ဍာရေးနှစ်နှစ်ကုန်ရောင်းရအမြင့်ငွေသိန်း9000ကျော်အားလူဦးထီမှဂုဏ်ပြုချီးမြှင့်ခြင်းခံနာပြုလုပ်တဲ့တဲ့ရင်ဖြစ်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရစီမံကိန်းဘဏ္ဍာရေးနှစ်ယင်းနည်းမြှုပ်နှံမှုဝန်ကြီးဌာနနဲ့ CDM အောင်မြင်ရေးကော်မတီ CDM ဆက်ဆက်ကော်မတီတို့ပူးပေါင်းရဲ့ အော်တိုဘားလ26ရက်နေ့မှာ2024-2025ဘဏ္ဍာရေးနှစ်နှစ်ကုန်ရောင်းရအမြင်ွေ3000ကျော်အားမျိုးဥတီမှဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာခန်းနာမှာ CDN အောင်မြင်ကော်မတီ CDM ဆက်ဆက်ကော်မတီဥက္ကဋ္ဌပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းမှဂုဏ်ပြုအခွင့်အမှာစကားပြောကြားခဲ့ပါတယ်ဆလဘီတရောက်လာတဲ့စီမံကိန်းဗဏ္ဍာရေးနဲ့အင်းနီမြုံနံမှုဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးတင်ထွန်းနိုင်မှလူဦးထီမှစီရီယံများသို့2024-2025ဗဏ္ဍာရေးနှစ်တွင် ဂုံပြူချင်းမြင့်ပြီးစီမှုအခြေအနေများနဲ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအားချပြရှင်းလင်းခဲ့ပြီးလူဦးထီတာဝန်ရှိသူတို့မှလုပ်ငန်းဆောင်ရွက်ချက်များကိုအကျယ်တဝင့်ရှင်းလင်းခဲ့ပါတယ်။ CDM ဆက်ဆက်ကော်မတီတို့လူဦးထီမှထောက်ပံ့ထားမှုနဲ့ပတ်သက်၍ Financial Support Task Force ဖိုကယ်လီဒါမှဝန်ကြီးဌာနများသို့လားစဉ်ကွန်ပျူတာပန်းငွေဖြန့်ဝေမှုအားရှင်းလင်းတင်ပြခဲ့ရာဝန်ကြီးဌာနစီရမ်ဦးရဲ့လာရာဂိုင်းနှုံးတတ်မှတ်ရေးခွဲဝေဆောင်ရွက်မှုလုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြခဲ့ပါတယ်။ဇိုဘာခန်းသားတို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တမ်းမှဦးဆောင်က ီရောင်စုဝင်ကြီးများဒုတိယဝင်ကြီးများ CDM ဆက်ဆက်ကော်မတီဖွဲ့ဝင်များ CDM Ministry ဖိုကယ်များလူဦးတီကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီးစီမံကိန်းဗန္နိုင်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနဒုတိယဝင်ကြီးဦးမင်းစရာဦးမှ2024-2025ဗန္နိုင်းနှင့်လူဦးတီနှစ်ကုံရောက်ရအမြတ်ငွေ3000ကျော်အား CDM ဆက်ဆက်ကော်မတီမှတစဉ်ဝန်ကြီးဌာနများသို့လွှဲပြောင်းဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပါသည်2024ခုနှစ်မလမဆ၍ ၍ဦးတီမှ CDM ဆက်ဆက်ကော်မတီမှတစဉ်ဦးကြီးဌာနအသီးသီးရှိ CDM များသို့လစဉ်ကြက်သိန်း900အားဂုဏ်ပြုချင်းမြင့်ခဲ့ရာ2024-2025ဘဏ္ဍာရေးနှစ်တွင်စုစုပေါင်းကြက်သိန်းပေါင်း8400အားထောက်ပံ့ဂုဏ်ပြုချင်းမြင့်နိုင်ခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒေါနာတန်ရဲ့ Victory Spray ကဒေါနာအင်အားကမ်ပိန်းမှာပါဝင်ပေးကြဖို့နှိုးဆော်တဲ့သတင်းဖြစ်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရကာဝေးဝန်ကြီးဌာန MOD ရဲ့ အထူးတိုင်းစစ်ဌာနအောက်မှာရှိတဲ့ဒေါနတရင်ရဲ့ Beatrice Spray ကဒေါနအင်အားကမ်ပိန်းစတင်နေပြီဖြစ်တာကြောင့်ဒီကမ်ပိန်းမှာဝိုင်းဝန်းပါဝင်ပေးကြဖို့တော်လှန်ရေးအားစုတွေကနှိုးဆော်ထားပါတယ်။ Beatrice Spray ဒေါနအင်အားကမ်ပိန်းအတွက်ရမုံငွေ7,000တက်မှတ်ထားပြီးတရင်ကရဲဘော်တွေအတွက်အဓိကလိုအပ်နေတဲ့စစ်အုံဆောင်ပစ္စည်းဆက်သွယ်ရေးပစ္စည်းရဲဘော်ရဲခါစီဝါတွေဖြစ်တင်ဖို့လို့ဆိုပါတယ်။ရရှိလာတဲ့ရမုံငွေကနေ50ရာခိုင်နှုန်းကိုစစ်အုံဆောင်ပစ္စည်းတွေဖြစ်တဲ့ဂျီကာပြဂျီကာအုတ်ထုတ်ဘတ်စ်ကနေအခြေခံယူနီဖောင်း ဖက်နှက်တို့အတွက်အသုံးပြုမှာဖြစ်ပြီးဇက်သွင်ရေးဆက်အသေး icon နဲ့ပတ်သက်တဲ့ပစ္စည်းတွေနဲ့ရေပြင်ခြေနေတွေကြောင့်လိုအပ်နေတဲ့ Starlink စတဲ့ဇက်သွင်ပစ္စည်းတွေအတွက်30ရာခိုင်နှုန်းနဲ့စုဆောင်းထားဖို့လိုအပ်နေတဲ့အရေးပေါ်စေဝါနဲ့ရခအတွက်30ရာခိုင်နှုန်းအသုံးပြုမယ်လို့ကမ်ပိန်းဖြစ်မြောက်ရေးအဖွဲ့ကအသိပေးထားပါတယ်ဒီကမ်ပိန်းအတွက် တိုင်းကုကဲရင်မှုရဲပေါ်အောင်ဆန်ရှား ERI တန်းဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူမန်းကျော်နေတို့ကလည်းပါဝင်ကူညီအားဖြင့်ပေးကြဖို့ဖိတ်ခေါ်တိုက်တွန်းထားပါတယ် ပါဝင်ကူညီထောက်ပံ့လူတွေအနေနဲ့ Spring Crowd Fund မှာပါဝင်နိုင်ကြသလို Donna Collan Fundraising Team Facebook Page ကနေလည်းဘယ်လိုပါဝင်နိုင်လဲဆိုတဲ့သတင်းချက်လက်တွေဖော်ပြထားပါတယ်။ Gamikala အနေနဲ့အခုလအောက်တိုဘာလ16ရက်ကနေ November 16ရက်နေ့အထိသတ်မှတ်ထားတဲ့အတွက်ပါဝင်ကူညီထောက်ပံ့ပေးကြဖို့ Donna အင်အားစုတွေကတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရင်းချန်ချင်းနောက်မှာနိုင်ငံချင်းသားကိုချမ်းမင်ဟင်ကြဆုံတဲ့သတင်းဖြစ်ပါတယ်။ မန္တလေးတိုင်းမြင်းကျန်ကျင်းနာမှာမတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့နိုင်ငံအကျဉ်းသားကိုချမ်းမင်းဟိတ်ဟာစေဝါဆောင်ရှောက်မှုမလုံလောက်တာကြောင့်ကြားဆုံးခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PPNM ကဒီကနေ့အော်တိုဝါလာ29ရက်မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ကြောက်ကတ်အသေး6သဲယောင်တော့ဝါယောဂရီခန်းစားနေရတဲ့ကိုချမ်းမင်းဟိတ်ဟာအော်တိုဝါလာ16ရက်နေ့ကမြင်းကျန်ကျင်းနာမှာဖမ်းဆီးခံရခြင်းကြားဆုံးခဲ့ရတာလို့ဆိုပါတယ်။နိုင်ငံအကျဉ်းသားကိုချမ်းမင်းဟိတ်ဟာ905ကကြီးစက်သွေးပုံမှဖောက်ခွဲမှု လက်နက်မှုစတဲ့ပုံမှန်တွေနဲ့မတရားဖမ်းဆီးခံရသူဖြစ်ပြီးထောင်နဲ့15နှစ်နဲ့6လချမှတ်ခံထားရသူလို့သိရပါတယ်။ရင်းကျန်ခြင်းနောက်မှာဖမ်းဆီးခံရခြင်းကြောက်ကက်သဲချောင်းသဲအောင်တံဝါယောဂတွေနဲ့ကြာဆုံးခဲ့တဲ့ချမ်းမင်းဟိဟာသက်29နှစ်အရွယ်သာရှိသေးတယ်လို့ PPNM ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံဒေသတည်တည်မှရှိတဲ့အကျဉ်းောင်တွေမှာမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေဟာလုံလောက်တဲ့စေဝါစောင့်ရှောက်မှုမရတာ ချိန်မီစီကုသခွင့်မရတာတွေကြောင့်မသေးဆုံးသင့်ပဲအသက်ဆုံးရှုံးရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေကြရတယ်လို့သိရပါဗျ။ PPNM ကကောက်ယူထားတဲ့စာရင်းတွေအရခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလအထိဆိုရင်ဂျမိုင်းစောင့်ရှောက်မှုအလုံးလောက်မရတာနဲ့ရေးပေါ်စီကုသခွင့်မရတာတွေကြောင့်ကြာဆုံးခဲ့ရတဲ့နိုင်ငံချင်းသားအရေးအတွက်ဟာ28ဦးအထိရှိနေပြီလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံချင်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ဘာသာစကားအခက်အခဲကိုဖြေရှင်းနိုင်ဖို့တိန်းနီခရရဲတပ်ဖွဲ့မြမစာတည်ယူမှုအရှိန်မြင့်တဲ့သတင်းဖြစ်ပါတယ်။ဘာသာစကားအခက်အခဲကိုဖြေရှင်းနိုင်ဖို့အတွက်တိန်းနီခရရဲတပ်ဖွဲ့ကမြမစာတည်ယူမှုအရှိန်မြင့်ပြီးတည်ယူနေတယ်လို့ကိုကန်တက်မတော် MNDAA သတင်းပြန်ကြားရေးဌာနဖြစ်တဲ့ကိုကန်သတင်းကွန်ရက်မှာဖော်ပြထားပါတယ်။ပြည်အောင်စုမြမနိုင်ငံအထူးဒေသတစ်တိန်းနီခရရဲတပ်ဖွဲ့အနေနဲ့တာဝန်ထမ်းဆောင်ရမှာတိုင်းသားဘာသာစကားတွေရဲ့ရေးပါမှုကိုသဘောပေါက်နားလည်လာတာကြောင့် မြန်မာစာနဲ့နေ့စဉ်သုံးမြန်မာစကားပြောသင်တန်းကိုအချိန်ဟုန်မြင့်မီဖွင့်လှစ်သင်ကြားနေတာလို့ဆိုပါရယ်။ဒိုင်းနာချင်းချင်းဆက်ဆံရေးဒုဒေတာကြီးများကြာကုလူဆက်ဆံရေးနဲ့ရဲတပ်ဖွဲ့ဝင်တွေတာဝန်ထမ်းဆောင်ရမှာကြုံတွေ့ရတဲ့ဘာသာစကားဆိုင်ရာအခက်အခဲတွေကိုထိထိရောက်ရောက်ဖြေရှင်းနိုင်ဖို့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့စွမ်းဆောင်ရည်ပြေဝါစာနဲ့တာဝန်ထမ်းဆောင်နိုင်ဖို့ရည်ရွယ်တယ်လို့ဆိုပါရယ်။ဆိုပါတင်နန်းမှာခရိုင်ရဲတပ်ဖွဲ့ကတင်နန်းစရာတွေပါဝင်ဒုတိယရဲမှုနဲ့ဌာနဆိုင်ရာအရာရှိတွေ ကိုရိုင်းစံနမူနာပြနေတဲ့တည်ယူနေတာကြောင့်ရဲတပ်ဖွဲ့ဝင်20လဲအာယုံဆိုင်လေးလာတည်ယူခဲ့ကြတယ်လို့ဆိုပါတယ်။တင်နန်းကိုညပိုင်းမှာတင်ကြားပေးတာဖြစ်တဲ့အတွက်ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့တာဝန်ထမ်းဆောင်မှုကိုမထိခိုက်ဘူးလို့အသိပေးထားပါတယ်။ဒိနီခဲဟာတိုင်းသားပြူပေါင်းဆောင်နေထိုင်ရာဒေသဖြစ်တာကြောင့်ဘာသာစကားဆိုင်ရာဆက်သွယ်ရေးအခက်အခဲကိုဖြေရှင်းနိုင်မှသာများပြည်သူဆိုင်ရာဝန်ဆောင်မှုအဆင့်အတန်းမြင့်တင်နိုင်မှာဖြစ်တယ်လို့တိုင်းသားစီလုံးညီညွတ်ရေးနဲ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိုမြင့်တင်နိုင်မှာဖြစ်တဲ့အတွက်ဒိနီခဲအုပ်ချုပ်ရေးကော်မတီအနေနဲ့ အရင်ကလည်းမြန်မာစာနဲ့မြန်မာစကားသင်တန်းကိုဖွင့်လှစ်ပေးပူးခဲ့တယ်လို့သိရပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio Energy သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။ Radio Energy သတင်းရှင်များခင်ဗျာဒီနေ့နဲ့မနေ့ပြန်အတွက်မိုးလေဝသခန့်မှန်းချက်ကို Airy မှတင်ဆက်ပေးထားပါတယ်ခင်ဗျာ။ မင်္ဂလာပါရှင်မူလဝဒအခြေအနေခံမှန်းချက်တွေကိုတင်ပြပေးသွားပါမယ်အခုတစ်ပတ်တွင်ဘင်္ဂလားပင်လယ်အော်အခြေအနေမှာအခုရက်သက်တစ်ပတ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းငယ်ဟာပုံမှုအားကောင်းလာပြီးဆိုင်လုံးမုန်တိုင်းအဖြစ်ကိုရောက်ရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်မြန်မာနိုင်ငံဘက်ကဥတီရွေးချယ်ခြင်းမရှိဘူးလို့ခန့်မှန်းထားပါတယ်မိုးချင်းတွေကတော့မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ် ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးရွာသွားနိုင်ပြီးစကိုင်းတိုင်းတနင်္သာရီတိုင်းအေရော်ရီတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်ဆက်လက်ပြီးနေ့လိုက်မိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားပါမယ်အော်တိုဘာလ28ရက်နေ့တော့မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထားနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျောမော်ဒေတာရီနဲ့မုံတမခွေတို့ဘက်မှာ အရှိဘက်ကလေဟာတနအီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးချီနေကတော့စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီးစကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်ရှင်။ မနက်ဖြန်အော်တိုဘာလ28ရက်နေ့တော်မူလေးဝေတာခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျောမော်ဒေသတွေနဲ့မုတ်တမခွေတို့ဘက်မှာအရှိတ်ကလီဟာတနင်္သာရီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။

ဒီကုတကတင်ဆက်ပေးမဲ့တော်လိုင်းတိတ်ဂီတအစီအစဉ်မှာကြောက်စုမရေးသားပြီးကြောက်စုဆိုင်းခန်းလုံးစောကီတို့တီးဆိုထားတဲ့အိမ်လုံးညီရတဲ့တော်လိုင်းတိတ်ဂီတကိုနားဆင်ကြရမှာဖြစ်ပါရခင်ဗျာ alo ni de bien me yao nai de de eh eh yo te lua ne mi da su ne chi nu ge ya do e pyo shwin ge ya do e aim pyan chin mi de jan i'm alive 少将。 ရေဒီယိုအန်ယူဂျီသောတာရှင်များခင်ဗျာဒီကနေ့ညပိုင်းရဲ့နောက်ဆုံးအစီအစဉ်ဖြစ်တဲ့တိုင်းရင်းသားဘာသာစကားထုတ်လွှင့်မှုအစီအစဉ်မှာတပတ်အတွင်းသတင်းများကိုကရင်နီခင်ဗျာဘာသာဖြင့်ခုရယ်မှတင်ဆက်ပေးထားပါတယ်ခင်ဗျာပေါ်မှုပဲစီလို့ပြီးတမှုပဲစီခွန်ရရှိခဲရေဒီယိုအန်ယူဂျီ ကရာလီကေတန်ွေကိုရီကြရင်နဟစ်စုထီလူပဲစီနာကရာလင်ငုံနပါမာမာခုရင်နပြေခလူလိုရီကြရင်နမှာချီကေပေါ်ဂျူပရိချာခုလူတော်စင်မအောင်ချီကေပေါ်ဂျူပရိချာခုလူတောက်တာဝင်းမြေအေးနာဖရီချီကေပလူပလူအတူကူစီညာတိရှင်နီတလူဖုန်နအထကလီမန်အပလော့မှုအလီမေနီဂျီတနုချပွဲရင်နချီကေကလော့အပလော့မှုစီလိမေမမေချာတော်ငိအတထူချာဟေတာနီဒီရီကြရင်နဟစ်စုထီလူပဲစီပါ ဝီဒီဇင်မာလဲအကူအေးနာမှာကလိမက်အပလော့မှုဇေအလီမီနီတီတန်နုချပွဲရင်နုအစီမီနီတီပါဖွင့်လာတော့ညာတီကအရှိခဲရင်နာမှာပြပြတဲ့ရှေအိုပဟယာချန်နီတူဖွင့်နော်ထတီကကလော့အပလော့မှုဇေနာမှာအလီမီမမေချာတူအငင်းဖရီယူဂျီကပလုပလုအဒူခုကနေဝီရင်နာတော့အများတီရှူထွန်းနော်တီကပလော့ကျူဖရဇာခုတူဇေဖွင့်နော်ထအတားချာနီကတူပေဖေဘုတ်လီလေရင်နာပဲလူတူတို့မြန်ချီကရီယန်ကြီးရင်နာမှာဖရီယူဂျီကတေပေါ်ရှာငင်း တရန်နီချာငေကေဂူဒောဆူဖူစီလေထောင်ညာနီတီယနမအဘေရှဲချန်နီတူဖုန်နထလေချစ်တလူပနီတူဒကေကူနခဲမချူပနီတူဖရလူမြေစီဖွေနာရောတေပြချီဖူစီဟာကနီနီတူဒဖေယူတီကေစီနမတတကောတကေပနီတူပါဖုန်နထဖေယူတီကေနာမြာတီကေကေဂူခါလေအစီမဲလာဟိုနီတူဒအွန်လိုင်းခူစီနမမေတာတူပနီတူဖုန်နပါ အတင်ညာနီရတလူဖုန်နပါ ဖရယူတီကေပလုပလုအတူခုကနဝီရင်နာရောဖရယူတီကေရင်နာမှာညာတီကေတက်ကကျုကပဲအငဲ့အစီအထော်ညာဖရိုနီတူဖုန်နဒိတ်တေလူတီဖျာပဲနီဂျန်ညာအလိုနင်းတူဖုန်နအတျာတူဟေတာနီတူဖုန်နထအစီလေဂျန်ညာနီတူလူရင်နာမှာအတျာချပဟယာပူနီတူတူဖရယူတီကေပလုပလုခါလီဖုန်နပါဟေကျာနီဒီကျာချောစီဖုန်ဟေနမစင်နေနီဒီနာတရီတေကျာရှင်နာပဲ ကီအလီကီကူရင်ကလီမန်အပလော့မူစီအလိမဲလာဟိုနီဒီဒနုချပွဲရင်လေမတာတူပဲနီဒီအငေအမေနီဒီကမ်ပိအရိကာရင်ဟေဆူထီလူပဲစီပါကီအလီကီခါလီတဖူရင်ကလီမန်အပလော့မူစီအလိမဲနီဒီတလဟိုဒနုချပွဲရင်နာမလေမတာတူပဲနီဒီအငေဖလူမြအပလော့မူစီရင်နာရောအမေပိချာပဲနီကာဒီကမ်ပိဖူနကယောဖရင်နာဂျေဖူအပလော့မူရင်နာရောဒီလူထီနီဒီရင်နာပဲ ပေအော်တိုဘာလေအခုကယောဖရနာချက်ဖူးအပေါ်မူ KWYO ကယာလီကေဖရဘေဂျင်ယာပေကောက်စီ KSCC ကယာလီကေဖရနာချက်ဖူးတမက UKSY နာဖရနာချက်ဖူး CN ငေမဘူမေပလော့ချူနီဒူလူဖုန်နထပေကမ်ပေးနာမာအိုနီဒီဒေါ်ဆူခါလီပရပတရီအဒူခုအပေါ်မူစီလီကလာတဖိုင်းညီဒီတခြားတပါကော်မတီဖူးစီနာဖရနာချက်ဖူးစီအဖရဆူရှီခါလီယင်းနရာချာတူနီဒူဖုန်နဟိနာမာစင်နေနီဒူ ပေးခံပေးကူရင်နာမှာအပေစင်နာကလီမတ်အပလော့မှုအလီမေနီတီတင်ညွချပွေးနာမှာအဒရင်ယာလီပူတာနီတူဖုနစီတီကေပလော့ကျကေမူတီကေရီယာရှုကဲစီနိုအစစ်တင်ယာပန်နီတူဖုနစီအလီမေလာဟိုနီတီတင်ညွချပွေးနော်လေမတာတူဘနီဒီယန်ရဲ့အတိတပရှိနီတီလီလေဖုနစီနာကနာဂျေဖူအငေမဘူတပိဟာအစ်စလီမေနီတီတမေအကလကလိုစီနိုအတတာပဲတင်ညာနီဒီလူဖုနစီအမေနီတီဟိနမဆင်ငီနီတီ ကလမအပလမူစီနာမတကေပူစီဒေါဆုပူစီအနုချာနီဒီခွီမာတို့ဖွင့်နာရောတနုချာပွေနာမလိမေဘဲနီတို့အငေးအစီလိမေနီဒီအကလကလိုယီနာမအေတကီတကေပူစီအဒီလျာနီဒီစေစီနာမအူအင်းနီဒီတူတိုတကေပူနီဘဲလခါလီယီနာမအတျောက်ကျန်နီဒီရှိဖျအကလောက်ကြီးယီနီဒီနာမအူအင်းနီဒီဖုန်နော ပူအမှုဖဲတီကီပူစီယနာမာအနာနီရီနာစီယိုခန်ရှင်ခရယာအဘတီအလီဂူယီနုကလီမန်အပလမှုအလီမေနီတီတီကီရီအကလကလိုတကူဖွင့်နာရောအစီလီမီလာခိုနီဒီတနုချပွေနုလေဥပါမေပေါ်တူတူအငိမေတာပီဆွေနီဒီနာအကလကလိုပုဒ်တချေဖုနာတထူချာဟီကန်နီဒီဖွေဟိနမာစငေနီဒီနာတရီတေကြရင်နာပဲအစိထောက်ကူယီနုကလီမန်အပလမှုစီနာရောတီကီရီထောပူစီလေးဒီမာနီဘေနီဒီမေအငိ <laughs> အစီနောတော်တီနီဒလူအရီကယင်နဟေဆုထေလူပဲစီပါရန်ကုန်ကအစီထောခါလီစီနကလီမာပလမှုစီနာရောဒီဂရီထောဖူးစီနာဒေါခူရူထောဖူးစီရင်နဒင်းညချပွေရင်နမှာအေဒီမာနီဘဲနီတွင်မဲအငင်းအစီနောတီနီဒူနမအိုနီဒူဖူနလေပေါ်မြခွန်နီဒီဒီဂရီထောဖူးစီအငင်းအပလမှုရင်နာရောဒီလူတီနီဒီရင်နာပဲအလီဂျီနီဒီမဲနရခဲ ဂျီတိုဟေနာမအကြာတာနီဒီနာတက်ဆူစီဖုနာပါအဟေပေရှိရှိနီဒီနာမအိုနီဒီဖုနောနေတုတိုကလမအပလမှုစီနာရောတကကျုကပိုင်ငယ်တဒုညာပွဲစီနအမီနီဒီဖုနောတုတိုစကိုင်းဗီဒူဟိုတယ်လေဗီဒူပကိုဗီဒူနာခရိကေမှုချင်းကေမှုခါလီစီနအစာပါနီဒီနာကစပေါ်စီအခင်းဒီဒီနာရှင်ညာပရိုဒူစီအသက်ကနေစာပါနီဒီစီနာမအမေပဟယာပူနီဒီဖုနောရောသောဆိုဖူတီကေဖူစီနာမ ညရှင်နညာဖရခါလီအစနီဒီနာမောဦးနီဒူဖုန်ဟိနမဆင်ငင်းနီတနာတရီတေကြရင်ရပဲခွန်ရဟိစုထေလူပဲစီရေဒီယိုအန်ယူဂျင်းကရလီကေတနူအကိုရီကြရင်မထွနီကန်ဒီဘဟနီဒန်နီဒူဘွားမောပဲစီလောပလီအမှုရယာတရာထဆယ်နီလောဒူပုန်နတ်ဖရပါနီဒဘွီတတရီ ဒီကနေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခਿੱတရနာလိုက်ပါမယ်ရှင်။မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုစိတ်နှပြစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူဖွဲ့သားတွေကဆုတောင်းနေတာပေါ့။မေဒါမီမိုးရဲ့ဆိုရယ်စက်တော်ရင်ခရီးအချက်နဲ့လူပညာဝန်ကြီးဌာနကထုတ်ပြန်တဲ့ဗီဒီယိုအန်ယူဂျီဖြစ်ပါတယ်။ San Francisco Bay Area ခြေဆိုင်မြန်မာပြည်သားစုတွေနဲ့နိုင်ငံတကာကစိတ်နှာရှင်တို့အားပေးနေတဲ့ဗီဒီယိုအန်ယူဂျီဖြစ်ပါတယ်။ အရေးတော်ပုံအောင်ရမည်